ူရီလို့ပေါ့နော်ကျွန်တော်တို့တော့ဖလူရီလို့ကိုကျွန်တော်တို့ကဂိမ်းတစ်ခုလို့သဘောထားလိုက်တာတနေ့ကိုသင်းတစ်ပုတ်ပြီးအောင်ဒီမကောင်းကောင်းမကောင်းကောင်းဆိုတော့ဖက်ရှင်နဲ့လုပ်ခဲ့တာဆိုတော့အဲအဲ့ရစတာပဲပြောမှာပေါ့အဲ့မှာစပြီးကျွန်တော်က music ကိုပြောရင်ဆိုအဲ့တော့မကောင်းပါဘူး music ကြီးအဲ့ကျမအခုချိန်နားထောင်တာပဲဖြစ်ဖြစ်အဲ့အဲ့ဒါဒီနောက်တစ်နှစ်လောက်မှပြန်နားထောင်ပြီးတော်တော်ကြီးကိုစုပ်ပြတ်တတ်တဲ့ music တွေကြီးပဲတည်ရမလားပြောချင်တာအစမှာတော့ဘယ်သူမှမကောင်းအောင်နေတော့ အင်းရက်မြန်မာရဲ့ Fashion Dialogue Podcast ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုပါရရှင်။အဲကျွန်မနာမည်ကတော့လှရင်အေးပါ။ကျွန်မက AES မြန်မာရဲ့ Founder နဲ့ Managing Director ဖြစ်ပါတယ်။ဒီ Fashion Dialogue Podcast မှာကျွန်မ host အနေနဲ့တာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အာဒီ podcast အကြောင်းကိုမိတ်ဆက်ရမယ်ဆိုလို့ရှင်เนาะကျမတို့ဒီ creative industry ထဲမှာရှိတဲ့အနုပညာရှင်တွေအသက်ပညာရှင်တွေအာဒီသူတို့တွေရဲ့ပေါ့เนาะစကားသံတွေနဲ့အတူသူတို့ရဲ့အိမ်မက်တွေအကြောင်းပြီးတော့ passion တွေအကြောင်းကိုဒီကနေပြီးတော့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်လူငယ်တွေအတွက် inspiration ရစေဖို့ရည်ရွယ်ပါတယ်ရှင်အခုဒီနေ့မှာဆိုလို့ရှိရင်တော့အဲကျမတို့ပေါ့နော်ဒီ stage စင်ပေါ်မှာတိတ်ပြီးတော့တွေ့ရလိမ့်မရှိဘူးဒါပေမဲ့နောက်ွယ်ကနေပြီးတော့ဖန်တီးနေတဲ့သူတယောက်လည်းဖြစ်တယ်ပြီးရင်ဒီ အခုလက်တလုံးမှာပေါက်နေတဲ့တချင်းတော်တော်များများရဲ့ဖန်တီးထားတဲ့ music producer တဦးလေးဖြစ်တယ်ပြီးရင်အရန်ကို cool artist တွေအများကြီးနဲ့အလုပ်လုပ်နေတဲ့အဲကျမတို့ GCC ကိုဖိတ်ခေါ်ထားပါတယ်ရှင်ကို GCC မင်္ဂလာပါဟုတ်မင်္ဂလာပါအခုဒီ fashion talent podcast ကိုလာပြီးပြောပြရတဲ့လေးကျေးဇူးအများကြီးတင်နေ။ဟုတ်ပါပါ၊ရပါတယ်။အခုလက်တလောဘာတွေလုပ်နေလဲ GCC? အခုလက်တလောကတော့အဲပြီးခဲ့တဲ့ရပါရတော့ကျွန်တော်တို့ဒီပွဲပွဲပေါ့နော်ကျွန်တော် ဟိုဥဆောင်ပြီးစီစဉ်တဲ့အဲဒီဖြော်ပြပွဲလူငယ်နဲ့အဲဖြော်ပြပွဲတစ်ခုလုပ်တယ်ပြီးတော့အဲရှိမှာတော့ကျွန်တော်အဲမန်တစ်ခုထွက်ထားရပါတော့အခုနာမည်ရော holiday season ဆိုပြီးတော့ artist တွေ collaboration တွေအများကြီးနဲ့အခုလုပ်ထားတော့ဟုတ် holiday season နားထောင်နေအမက GCC ပြိတ်သက်ပေါ့နော်ဒါဆိုတော့အဲ့ထဲမှာဆိုရင်အမအကြိုက်ဆုံးသချင်းလေးတစ်ပုဒ်တော့ရှိတယ်ဟိုထားခဲ့လေဟာဟုတ်ကိုအေးဆောင်တဲ့ပုံရိပ်ကိုအေးဆောင်တဲ့ပုံရိပ်နဲ့ပေါ့နော်အဲ့သချင်းလေးလည်းတော်တော်ကြိုက်တယ်ပြီးတခြားသချင်းလေးတွေလည်းအများကြီးပဲနော်ဆိုတော့ဒါကဟို GCC ရဲ့ဒါဒါဟိုတတိယမြောက်လောက်ဖြစ်မဲ့တင်တယ်နော် ူဒီ music producer album အနေနဲ့ထွက်တာပေါ့နော်ကျွန်တော်အခွေကအဲ2016တည်းကစလုပ်တာပေါ့အဲ producer album တော့တော်များအခွေအရှိအခွေတော်များတော့ဒီ underground artist ဆိုတော့ကျွန်တော်ရင်းနှီးတဲ့လူငယ်ရင်းနဲ့ပဲသွားတာဆိုတော့တချို့သရှင်တွေတော့လူတွေတည်မယ်အခွေလည်းကြီး highlight မဖြစ်ပေါ့နော်အခုအခွေကတော့ကျွန်တော်ကအဲကျွန်တော်နဲ့ပတ်ဝန်းကျင်ကအာ popular ဖြစ်တဲ့ artist တွေပါတယ်လူငယ်တွေလည်းပါတယ်နောက်မထင်မှတ်ထားတဲ့ပေါင်းစပ်မှုတွေပေါ့နော် အခုပြောသလိုပေါ့အခုပုံရင်းနဲ့ Xbox ဆိုနောက်ပြီးကျွန်တော် Eli နဲ့ Yanbi ရောအဲ့လိုမျိုးပေါ့အဲ့လိုမတိတ်ပြီးတော့မြင်လင်းမြင်ထားမရှိရဥမာ Engine နဲ့ Grace ဆိုပါဘူးအဲ့လိုမျိုးကြီးဆိုရင်ပုံမှန်သူတို့ချင်းချင်းဆိုလှုပ်ပြကြမဲ့ artist တွေမဟုတ်ဘူးပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ပေါင်းပြီးတော့အဲ့ဗန်တစ်ခုလှုပ်လိုက်တာပေါ့နော်အဲ့အဲ့လိုလှုပ်ပြသွားတာပေါ့အဲ့ကြောင့်အခုကတော့ သုံးလေးခွေလောက်ပြလာတော့ဖြစ်နေပြီပေါ့ဟုတ်ပါအရင်မိုက်တယ်အဲ့ဟာလေဟုတ်တယ်ခုနကလိုမျိုးလေးဟိုမတင်ထားတဲ့ collaboration နေနဲ့ပြည်သက်တွေလည်းတော်တော်ကြိုက်ကြတယ်အမအဲ့ YouTube မှာဆိုလို့ရှိရင်လည်းတို့ဒီလာအသေးချာလေးနားထောင်ပြီးတော့ comment ကြည့်ပေးကြလည်းတွေ့ရပါတော့ဆိုတော့အခုအမတို့ဒီ podcast ကကြတော့ပေါ့နော်ဒါအဓိက JCC ရဲ့ aim တွေနောက် passion တွေပြီးတော့ဒီခုလိုမျိုးပေါ့နော်အောင်မြင်တဲ့ music producer တယောက်အနေနဲ့ပေါ့နော်ဘယ်လောက်ထိစူးစမ်းခဲ့ရလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့အမနည်းနည်းလေး ်အလူငယ်တွေမျှဝေပေးချင်တာပေါ့နော်ဆိုတော့အခုဒီမှာပေါ့နော်ပထမအဦးဆုံးအနေနဲ့မှမေးချင်တာကတော့ GCC ရဲ့ဒီ music ပေါ်ကိုရောက်လာဖို့အတွက်ပေါ့နော်ကိုယ့်ရဲ့ music နဲ့ပတ်သက်တဲ့ပေါ့အမှတ်တရ memory ပေါ့ဥပမာငငယ်တုန်းကပဲဖြစ်ဖြစ်ဒီဟာကိုဘလိုမျိုးဒီ music နဲ့စခဲ့လဲပေါ့နော်ဟုတ်ကဲ့အဲ music ကိုကျွန်တော်ကအငယ်ငယ်တည်းကအ YouTube တဲ့ထဲမှာပါတယ်အဓိကတော့နားထောင်ရတာပေါ့လေ ငယ်တော့ကတော့ creative လုံးနိုင်တဲ့အချိန်ဆိုတော့နားထောင်ရတာကြိုက်တယ်နောက်ပြီးငယ်ရွယ်စဉ်ကလေးကဥပမာမြန်အောင်ပြောမယ်ဆိုကျွန်တော်တို့ကရန်ကုန်မဟုတ်ဘူးကျွန်တော်တို့ကဟင်္သာဒီ AI တိုင်းဟင်္သာမြို့လာဆိုတော့ကျွန်တော်ငယ်ငယ်တော့အအဖေနဲ့လိုက်ပြီးတော့အဲ့ဒါဘယ်လိုခေါ်လဲကျွန်တော်တို့ဒီအရှင်လောင်းလဲတာပေါ့အဲ့မှာကျွန်တော် wallet ကိုလိုက်ဒီရပေါ့ငငယ်တုံးလေးတန်းနဲ့အဲ့လိုမျိုးလုတ်ခဲ့တဲ့အဲသူပေါ့နော်ဆိုတော့ပြောချင်တာ music နဲ့ music ဒီပြောမှာစီးချက်ပေါ့စီးချက်ဆိုတဲ့အရာကိုငငယ်ကလေးကအဲကောင်းကောင်းနားလေအဲ့အပြင်မှာတခြား အာဒီ music နဲ့ပတ်သက်ပြီးတော့အထီးတွေ့ရတော့အဖေကအိမ်မှာ guitar division ဆိုတာတို့ပြီးရင်သူ guitar တီးတာတို့ကောင်းကောင်းနားထောင်ပြခဲ့ပေါ့နော်ဆိုတော့အဲ့ဒါလေးကတော့ဒါပထမဆုံးပေါ့နော်ဒါ music ကိုဟိုဟိုဘာဖြစ်တော့ပြီးတော့ဆယ်တန်းမတိုင်ခင်မှာကျွန်တော်အာကျွန်တော်ကိုဟွာပေါ့ဖြစ်မယ်ဆို၈တန်းလောက်ဖြစ်မယ်တယ်ကျွန်တော်၈တန်း၇တန်း၈တန်းဝင်ကျင်မှာကျွန်တော်အာဘော်ရာတယောက်ကဂီတာဝယ်ပြီးတာအဲ့ရစပါပေါ့ ကီတာတစ်လက်ကနေပြီးကျွန်တော်ရက်ွက်ထဲမှာကီတာတီးလိုက်တယ်နော်ဗောလိုက်တယ်လဲဆိုတော့ကျွန်တော်ဒီရလိုက်အကိုရီဒီရလိုက်ကြည့်ပြီးတော့လိုက်တင်ပြီးဒီကီတာတီးရဲ့ဒီပြောမလို့ round core တစ်ခုလောက်ကိုတီးတက်သွားဗောအဲ့အားကြီးစပြီး music ကိုစပြီးဝါလနာပါဗောဒါပေမဲ့အဲ့ချိန်မှာတော့ဖန်တီးမိမယ်ဆိုတော့စိတ်တော့မရှိကျွန်တော်ငယ်ကျွန်တော်ကတော့ကိုကြိုက်တဲ့အဆူတော်တွေဥမာကျွန်တော်တို့ခက်ကကိုရဲလေးတို့အဲကိုစမ်းစမ်းခန်းလိုက်လို့အောင်မြင်တဲ့အချိန်ဆိုတော့သူတို့လိုဖြစ်နေတာဗောဒီမှာကျွန်တော်တို့ဒီ new producer ဆိုပြီးလောက်တဲ့လူတွေတော်များတော့ကျွန်တော်တည်းအဆူတော်လောက်ချင်တဲ့ အဲဟိုကနေစတာပဲဖြစ်မှာဖြစ်နေဟုတ်ကဲ့ okay အဲ့တော့ဟို guitar ကနေပြီးတော့ကိုကစတာပေါ့နော်ဆိုတော့အဲ့ကနေပြီးတော့အခုလိုမျိုးပေါ့နော်ဒါ guitar ကဆိုတာဒါ instrument ဆိုတဲ့ဒီအမတို့တီးတဲ့ဟာနေစတယ်နောက်ပြီးတော့ဒီ computer ဘက်ကိုကြတော့ဘယ်လိုမျိုးစပြီးတော့ရောက်သွားတာလဲဒီ computer music ကိုကြတော့ဘယ်လို create လုပ်ဖြစ်သွားတာလဲပေါ့အဲအမှန်တမ်းပြောတော့ guitar တီးရဲ့ဆိုပေမဲ့လည်း pre player တွေလို့ကျွန်တော်တို့ light တီးဆိုတီးတတ်တဲ့လူမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ chord ဒီ chord progression တွေကြောင်းနားလဲအဲနောက်ပြီး round လောက်တီးတတ်တယ်အဲ့လောက်ပဲ ဟိုလိုကြီးကျွန်တော်တို့ဒီ note စီ leak တွေအဲ့လိုကြီးတက်တဲ့လူမျိုးတော့မဟုတ်ဘူးဆိုတော့အာအဲကျွန်တော်တို့ဒီအဲဆယ်တန်းပြီးကစပေါ့အချိန်မှာကျွန်တော်အမေကကန်ကောင်းထောက်မဆောင်တယ်ကျွန်တော်ကွန်ပျူတာတစ်လုံးဆောက်ဝယ်ပြရပါတော့အာပြောချင်တာကျွန်တော်ပတ်ဝန်းကျင်ပေါ်လာတဲ့အချိန်မှာကွန်ပျူတာမရှိကြဘူးတော်တော်များများကျွန်တော်တယောက်တည်းကွန်ပျူတာရှိတယ်အဲ့အချိန်မှာအာကျွန်တော်ခင်မာတော့ data တို့ counter strike တို့အများခက်စားတဲ့အချိန်မှာကျွန်တော်က game တွေပါကြီးအဲဆော့တာထက် ဒီသရှင်းတီးရဲ့ဘက်ကိုရောက်သွားပါတော့เนาะအဲ့ခေတ်မှာကျွန်တော်တို့ game ဆော့ခဲ့လူအခုလဲ game e-sport မှာဆရာကြီးတွေဖြစ်နေဖြစ်ကောင်းဖြစ်နိုင်နေဆိုကျွန်တော်တို့ကြတော့အဲ့ game ကိုဝါသနာသိမ့်မပါဘဲနဲ့ဒီအာ fluty လို့ပေါ့เนาะကျွန်တော်တို့တော့ fluty လို့ကိုကျွန်တော်တို့က game တစ်ခုလို့သဘောထားလိုက်တာတနေ့ကိုသရှင်းတပုတ်ပြီးအောင်ဒီမကောင်းကောင်းမကောင်းကောင်းဆိုတော့ fashion နဲ့လုတ်ခဲ့တာဆိုတော့ အဲ့အဲ့ဆာရပဲပြောမှာပါအဲ့မှာဆာပြီးကျွန်တော် music ကိုပြောရင်ဆိုအဲ့တော့မကောင်းပါဘူး music ကြီးအကျမအခုချိန်နားထောင်တာပဲဖြစ်ဖြစ်အဲ့အဲ့ဒါ TV နောက်တစ်နှစ်လောက်မှပြန်နားထောင်ပြီးတော်တော်ကြီးကိုစုပ်ပြတ်တတ်တဲ့ music တွေကြီးပဲတည်ရမလားပြောချင်တာအဆမှာတော့ဘူးမကောင်းဘူးနော်ဆိုတော့လမ်းပြပေးခဲ့လူရှိတယ်ဒါမဲ့အဲဘယ်လိုခေါ်မလဲအချိန်တစ်ခုရောက်မှ အဲ့နည်းတော့၃နှစ်လောက်တော့ကျွန်တော်ဒါကိုအာအများကြီးယူဆပြရအောင်နေတိုင်းပြီးနေတယ်အဲ့အဲ့လိုမျိုးပြီးတော့ကျွန်တော်အတငယ်ချင်းကို10143ရဲ့ RB2 เนี่ยကျွန်တော်ငယ်ပေါင်း6တန်းเนี่ย6တန်းမဟုတ်ဆို6တန်းเนี่ยပေါင်းတာဆိုတော့အဲ့6တန်း9တန်း7တန်း6တန်းမှာကျွန်တော်တို့အတူတူ music တွေဖလှယ်ကြပြီးတော့10တန်းပြီးတော့ဒီကောင်က internet ဆိုင်သွားပြီးတော့ music တွေအများကြီးတယ်လာတယ်ပြီးရင်သူကလည်းအဲဆဆိုတာပေါ့နော်ဆိုတော့ ရောင်းတိုင်းငါဒါမျိုးလေးလုပ်ချင်တယ်ဆိုကျွန်တော်နောက်ရက်မှာအဲ့သူလုပ်ချင်တဲ့ပုံစံကိုရောင်းတီးပြီးွားရဲ့အဲ့လိုမျိုးအဲ့လိုမျိုးနဲ့ကျွန်တော် connection နဲ့နှစ်ယောက်အပီးနဲ့လုပ်ကြရပါဘူးအဓိကအဲတချင်းလုပ်ဖြစ်တာသူ့ကြောင့်လည်းပါတယ်သူနဲ့ကျွန်တော်နဲ့သူသူကလည်းအဲ့ချိန်တော့ music နည်းနည်းတီးတတ်တယ်ကျွန်တော်လည်းအဲကျွန်တော်မှာ computer ရှိတယ်ကျွန်တော်နည်းပူအားတာပါဘူးကအိမ်မှာ computer မရှိကျွန်တော်အိမ်မှာကျွန်တော်ကကျွန်တော်အိမ်မှာလာလုပ်တယ်ကျွန်တော်ကလည်းသူနဲ့တူတူပြန်လုပ်ကြရင်းနဲ့အာဒီတချင်းနေစလုပ်ဖြစ်တာပေါ့အဲ့ပြီးတော့ computer music ဘက်ကလည်းအဲ့ချိန်မှာအဲ fluidy လို့ကစတာပေါ့ အဲကျွန်တော်တို့အဲ fluid လို့မတိုင်ခင် acid တို့ပါရှိတယ်ဒါပေမဲ့အဲ့ဒါကျွန်တော်မမီဘူးအဲကျွန်တော်တို့တင်ပြီးရဲ့အကိုတွေကဆိုတော့ acid တွေပါအဲ့ဒီမှာသုံးတာကျွန်တော်မြင်မှုရတယ်သို့တော့ကျွန်တော်ခင်မှာ fluid လို့ကနည်းနည်းလေးတွင်ကျယ်လာခြင်းပေါ့လေအခုခုနောက်ပိုင်းသုံးနေကြတဲ့ အဲဒီ Everton တော့ဘာလို့မထွက်လာသေးဘူးကျွန်တော်ကျွန်တော်ထင်ပြောပါဘောနော်အဲ့အချိန်မှာကျွန်တော်မတွေ့သေးဘူးနော် logic တို့လည်းမတွေ့သေးဘူး produce ရှိတယ်သို့တော့အဲကျွန်တော်ကစင်တီရဲ့လူဖြစ်တဲ့ကြောင့်မလို့ computer music ဆိုတော့ fluty loop နဲ့ပဲ use ဖြစ်သွားတာပါဟုတ်အဲဆိုရင်ဒီ fluty loop ကိုကြာတော့လေ့လာတာကြာတော့ကိုယ့်ကိုယ်ကိုယ်ပဲ self study ပုံစံမျိုးသွားတာပေါ့ဟုတ်ကဲ့ကျွန်တော်ပြောသလိုပေါ့လမ်းပြပေးခဲ့အကိုတယောက်ရှိတယ်ဒါပေမဲ့အဲသင်တန်းလုပ်သမီးရမဟုတ်ဘူးလေနော်ကျွန်တော်တို့သူ့အိမ်သွားတယ်သူလောက်တိုင်းထိုင်ကြည့်ရယ်ပြန်ကိုယ့်အိမ်မှာကိုပြန်လောက်တယ်ကျွန်တော်လောက်ထားတဲ့ဟာတွေကို तू ကမငင်းမိဘဲပြန်ပြီးတော့ ပြင်ပြီးတယ်ပေါ့အဲဒါကမှားနေဒါမှန်နေရဲ့အဲ့လိုမျိုးပေါ့ပြီးသူရှေ့ကနေပြီးတော့ကျွန်တော်ခေတ်ကတော့ internet တွေပါလိုင်းမကောင်းတဲ့ခေတ်ဆိုတော့ तू ကတော့အဲ့လိုမျိုး तू အိမ်မှာ internet ချိန်ထားဆိုတော့ဟိုကဒီက one shot လေးပေါ့အတန်လေးဒီ instrument အတန်လေးသူရှေ့ကနေကူရတယ်အဲ့လိုမျိုးပြီးရင်တချင်းနေသူရှေ့က idea ကြီးယူရတယ်အဲ့လိုမျိုးပေါ့အဲ့အဲ့လိုကစတာပေါ့အဲ့ဒီဒါဘဘဲတန်းဘဘက်ကကိုတယောက်ကနေပြီးစပြီးတော့ကျွန်တော် share ပြီးဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်လေးသာတာကိုများတော့ဗျာဒါဆိုတင်တန်းမှမရှိတာကျွန်တော်ခေတ်ကရှိရတဲ့တင်တန်းဆိုလို့ကျွန်တော်လည်းလန်းဝေးတယ် ပြီးကျွန်တော်တို့လူကျင်တဲ့ပုံစံနဲ့ဖြစ်နေမှာမဟုတ်ဘူးပေါ့နော်အဲ့ချိန်တွေတော့ဆိုတော့အဲ့ချိန်တွေမှာအလုံးလုံးရှိဂီတာတင်တဲ့ပီယန်နိုတင်တဲ့အဲ့ဒါများတယ်အဲဒါမဲ့အဲ့လိုကွန်ပျူတာမျူးဇစ်ကိုတသက်ကြီးတင်တာအရင်ရှားတယ်ပေါ့အဲ့ကြောင့်မကျွန်တော်ကိုယ်တိုင်ပဲလေ့လာတာပေါ့။အခုနားထောင်ကြည့်ရသလားပေါ့နော်။ JCC ကတကယ်ဒီ music ပေါ်မှာ passion ရှိတယ်လို့ပြောလို့ရတာပေါ့နော်။ဘာလို့ဆိုတော့သူများရဲ့ game တွေစော့နေတဲ့အချိန် game တွေကို passion ရှိနေတဲ့အချိန်မှာကိုကဒီ music ကို passion ရှိပြီးတော့စပြီးတော့ create လုပ်တယ်။ကိုက practice တောင်းလျှောက်ပေါ့နော်နေတိုင်းဒါဟိုဂိမ်းဆွဲတယ်လို့ပေါ့နော်ဟို music ကိုဒါဟို YouTube ပြီးတော့ဒါလုပ်တဲ့ပုံစံမျိုးလို့မှမြင်နေပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့လဲဒါ practice တွေများများလုပ်ရင်းနဲ့ဒီလောက်ထိအာလုံနိုင်သွားတယ်လို့ပေါ့နော်ဆိုတော့ပထမဆုံးခုနပြောရလို့လေဟိုပထမဆုံးလုပ်တဲ့တခြင်းကတော့စုပ်ပြတ်တတ်နေပါပဲဆိုလို့ပေါ့နော်ဒါပေမဲ့အရင်စဟိုပထမဆုံးဥမာကွာဟိုမထွက်လာတဲ့တခြင်းပဲဖြစ်ဖြစ်ပေါ့နော်ဥမာကိုလုတ်ခဲ့ပြီးတော့အရန်အရန်သဘောကျခဲ့တဲ့ ဟိုဥမာ music ကြီးကတော့ဟို SME ချိန်မှာမှီမယ်ဒါပေမဲ့လည်း quality ရပါတော့เนาะဒါပေမဲ့လည်းကိုအရင်ခြိုက်ခဲ့အဲ့လိုမျိုးကိုတီးခဲ့ music မျိုးရှိခဲ့လားအဲ့ဒါတွေအများကြီးပေါ့အဲဆိုတော့ဟိုသချင်းနေမှာကတီးပြီးတော့မထုတ်ရတဲ့ music တွေရှိသလိုအဲ့တော့တွေးပြီးတော့ final export ဒီ master မှာပေးထားပြီးမထုတ်ရတဲ့သချင်းလည်းအများကြီးပဲအကြောင်းမျိုးကြောင့်ပေါ့ဥပမာထားပါကျွန်တော် collaboration call လုပ်ထားတယ်အဲ့နေ့ကအဆင်မပြေဖြစ်သွားတဲ့အချိန်မှာကျွန်တော်မထုတ်ရတဲ့သချင်းတွေလည်းအများကြီးရှိတယ်အဲပြီးသူတို့ကိုယ်တိုင်လည်း အော်ထားပါတော့တနည်းလောက်ကြာသွားအချိန်မှာသူတို့သူတို့အနေနဲ့လေဒီတချင်းပုံမှာသူတို့ရေးထားတဲ့ပုံမှာ confidence အားနေွားဟာငါအရင်အပြင်မှာဘယ်လိုခေါ်မလဲနည်းနည်းမရင်းကြက်ဘူးစာသားကြီးอ่ะအဲ့လိုမျိုးချိန်ကြီးမှာကျွန်တော်အရင်ကြိုက်တယ်ဒါမှထုတ်လို့မရအဲ့လိုပိုင်းကြီးဖြစ်တာတော့အများကြီးပဲအေးပဲရှင်ဟိုဒါမှမဟုတ်လို့ရှင်ဒီလိုပေါ့ဒီလိုစဉ်းစားကြည့်ရင်ဥမာ music ကအခုလက်ရှိဟို mainstream မှာရောက်နေတဲ့ချင်းပေါ့เนาะအဲ့အဲ့လိုမဟုတ်ပဲねအခုအရင်တော့ကလည်းတီးခဲ့တဲ့ဒဲမှာကွာအကိုအရင်ဘယ်လိုပြောရမလဲမတူတာပါလို့ထင်လဲ ဟိုမှာအခု mainstream ပေါ်မှာလုံနေရဲ့ဟိုဂျီဂျီဒီလုံနေတဲ့ချင်းနဲ့အခုခုနကပြောအရင်တော့ဆက်ဆာချင်းပေါ့ကလေးတုံးကွာလုံခဲ့တဲ့ဟာနဲ့ကိုဘာကွာရလို့ချင်လဲအဲ့ဒါအများကြီးကွာတာပေါ့မဟုတ်ဆိုကျွန်တော်တို့အခုဟို mainstream industry မှာကြာတော့ကျွန်တော်တို့ကအာဘယ်လိုခေါ်မလဲကိုယ့်ရဲ့ ego တွေရှော့ရတာပေါ့လေကိုလိုချင်တာကိုဖြစ်ချင်တာတဲ့အအများကြိုက်မဲ့ဟာဦးစားပြီးရစဉ်းစားတာပေါ့ဟိုမှာကြာတော့ အဲ့ဒါ ground key ကငါတို့အမိုက်ဆုံးပဲဆိုတဲ့စိတ်နဲ့ပဲလှုပ်ခါတာဟုတ်တယ်။အဲ့တော့ပိုတော့လွတ်လပ်တယ်။ဒါပေမဲ့အခုအချိန်ဒီမှာလည်းကျွန်တော်တို့ကိုကြိုက်တဲ့ music ကို music ကကိုကြိုက်ပြီးသားဖြစ်တဲ့ကြောင့်လို့ဘယ်ရလာလာလှုပ်ရတာပျော်ပါတယ်။ဒါပေမဲ့ငငယ်တော့ပိုလွတ်လပ်တာပေါ့။တည်မလား။တတ်ရရရလာတဲ့အချိန်မှာကိုရာကြိုက်တာလည်းပြောင်းလာတယ်။ပို့ပြီးတော့နူးညံ့လာတယ်။အဲပို့ပြီးတော့တည်မလား။အနေစူညံ့တဲ့နည်းနည်းညံ့ညောင်းနေပို့ကြိုက်လာတဲ့အချိန်မှာကျတော့အာဘယ်လိုခေါ်မိန်စထရီး music နဲ့ပို့ပြီးတော့အဝင်ကြောက်ဖြစ်သွားတာပေါ့။ငငယ်တော့ကျတော့ အဲ့ဒီမှာဘလိုပဲပြောပြောဘသူပြောပြောခီးမဆိုင်ဘူးဆိုတော့စိတ်နဲ့ကျွန်တော်တို့လောက်ကြတာဟုတ်ဆိုတော့အာကျွန်တော်တို့ဒီစလောက်တော့ကနေအခုနေတော့မပြောနဲ့တနေ့နေ့တော့အရင်กว่าကျွန်တော်တို့ music taste ဆာဟုတ်ဟုတ်ဆိုတော့အခု personally အနေနဲ့ပေါ့ဂျီဂျီရဲ့ favorite music ကဘာဖြစ်မလဲအာကျွန်တော်လောလောဆယ်ကတော့ pop တို့ army ကိုကြိုက်ပါတယ်ဟုတ်ဟုတ်ပါတယ် okay ဟိုကိုရဲ့ဒီပေါ့နော်ဒီ music land ချောင်းပေါ့ရောက်ဖို့အတွက်မှာအာတုံးအားပေးခဲ့တဲ့ဥမာ idol ပေါ့နော်ကို idol ထားခဲ့ရတဲ့သူရှိလား international ပဲဖြစ်ဖြစ်ဒီ local ပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော် music producer လမ်းကြောင်းမှာတော့ကျွန်တော် inspire ဖြစ်စေအများကြီးပဲဆိုတော့ကျွန်တော်ပထမဆုံး international မှာဆိုတော့ကျွန်တော်အ DJ master ဆိုရဲ music producer ရှိရဲသူကတော့ကျွန်တော်ရဲ့ဘယ်လိုခေါ်မလဲဆန်ဆန်ပေါ့ သူ့ကိုပဲအမြဲကြည့်နေရသူအခွေသချင်းထွက်ပြီဆိုကျွန်တော်လည်းထွက်ချင်တယ်အဲကျွန်တော်သူ့သူ့ inspire ဘယ်လောက်ဖြစ်လဲဆိုတာပေါ့နော်အဲသူ့ခွေထွက်လာပြီဟာငါလည်းခွေထွက်ရမှာပဲသိရမလား तू तू လည်းကျွန်တော်ကျွန်တော်သူ့ကိုအဲ့လိုဘယ်လိုပြောမလဲ copy နီးနီးတောင်ကျွန်တော် like လုပ်တာဆိုတော့ကျွန်တော်ကြိုက်လွန်းလို့ तू ဘာလုပ်လဲဘယ်လိုနေလဲ तू လည်းကျွန်တော်နီးနီးွား तू အခုကျွန်တော်ပိန် तू ပိန်ွားကျွန်တော် like ပိန်နေတယ်အဲသဘောပြောပြရပါတော့သူတို့အဲ့လို तू သူ့ရဲ့ inspire ကတော့အရင်ဖြစ်တယ်ပြီးတော့အဲ့လိုဘယ်ကောမှ तू ကိုယ် label လုပ်တယ်အဲပြီး तू artist တွေနဲ့ तू အပွဲတွေလုပ်တယ်အဲ့အမျိုးကြီးလည်းကျွန်တော် like ပြီးတော့ ောကြရမှာเนาะဆိုတော့အဲဒီဒီမတ်ဆက်ကတော့အာအရင်ကြိုက်တယ်ပြီးတော့ local ထဲမှာတော့အများကြီးပဲကျွန်တော်ကြိုက်တဲ့ music producer တွေကကိုချမ်းဝင်းနဲ့ကြိုက်တယ်အဲကျွန်တော်အကြိုက်ဆုံးကို KG ကြီးကြိုက်တယ်ကျွန်တော်ခေတုံးကတော့ကိုကြီးကျော် KG ကြီးကတော့ကျွန်တော်တို့အရင်ကြိုက်လို့သူ studio ထိတွားပြီးတော့မြင်မှုကျင်လို့ပေါ့နော်အခက်က तू ကပြန်လမ်းထွက်တတ်လို့ဆိုတော့တက်လာအဲ့လိုမြင်မှုကျင်တော့တွားကြည့်ရတဲ့အထိအဲယူယူခဲ့ပြီးတော့ဗာတော့ quality ရရှိခဲ့တယ်ကျွန်တော်အခုချိန်ကြီးပဲချိန်နားထောင်နားထောင်ကျွန်တော်ဒီမြင်အောင်ပြတော့ကျွန်တော်တို့ဒီ ဘိန်းရောက်ပါအောင်ဆိုအရင်မိုက်နေလုံးပဲ music quality ကကျွန်တော်ဖွင့်လိုက်တာနဲ့ဝုံတိုင်းကျဲ့ရတယ်မအဲ့လိုမျိုးပေါ့ဆိုကိုကြီးကြောက်ကြိုက်တယ်နောက်ပြီးကိုချိုင်းဝင်းကြိုက်တယ်အဲပြီးရင်ကျွန်တော်လူငယ်တွေမှာဆိုဂလော့တို့ပါကျွန်တော်ကြိုက်တယ်အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့အများကြီးပါပဲကျွန်တော် inspire ဖြစ်ရတာတော့ music producer တော်များအခုခေတ်လူငယ်တွေဆိုပူတော်ကြမ်းနေကျွန်တော်တို့အများကြီးဆိုတော့တို့တို့လည်း inspire ပြန်ဖြစ်တယ်ဘာလို့တို့လောက် ကိုကြီးခက်မမီရောအဲ့လိုမျိုးပေါ့ဟုတ်လား ဟာမိုက်ပါတယ်ဂျီဂျီစီလောက်တဲ့ music တွေကအခုအချိန်ထိပေါ့နော်ဒါအခုကလူငယ်တွေဆိုတော်တော်ကြိုက်ကြတယ်လေဒီ music တွေပြီးတော့ဒီဒီနောက်ပိုင်းမှာဂျီဂျီစီနဲ့လက်တွဲပြီးတော့လုပ်တဲ့ artist တွေဆိုလို့ရှင်လည်းအများကြီးဒါခုနပြောတဲ့အာဒီ influence ဖြစ်တယ်ပေါ့နော်လူငယ်တွေကြားထဲမှာပေါ့နော်ဆိုတော့ဟုတ်ဆိုတော့အခုပေါ့အာဒီ mentors အကြောင်းလည်းပြောပြပြီဆိုတော့အခုဒီဘက်မှာအမဒီ GCC ရဲ့ music producer journey journey လေးအကြောင်းဆက်ပြောခြင်းတယ်ပေါ့နော်ဆိုတော့ အခုဒီ music producer journey မှာဆိုလို့ရှိရင် JCC ဥမာ first breakdown ပေါ့เนาะဥမာတချင်းတစ်ပုတ်လုပ်မယ်ဆိုရင်ပေါ့ဘလို့ကနေပြီးတော့စပြီးတော့လုပ်လဲပေါ့ဒါလေးကကြတော့အခုအခုလက်ရှိမှာဒါ music producer ဖြစ်ရှင်တဲ့ကလေးတွေလူငယ်တွေလည်းရှိတယ်ဆိုတော့သူတို့အတွက်ဆိုလို့ရှိရင် JCC ပေါ့เนาะကိုလုပ်ခဲ့တဲ့ experience လေးနည်းနည်းလောက် sharing လုပ်ပေးလို့ရမှာအဲကျွန်တော်တို့တချင်းစလုပ်မယ်ဆိုရင်တော့ကျွန်တော်စဉ်ကျွန်တော်စဉ်းစားပုံကတော့နည်းနည်းရှင်းတယ်အဲဘာတားပြတ်ပေါ့လीနောက်ဆို ဟိုနှစ်မျိုးရှိရအောင်တချို့ဟာကြီးကျတော့ဟိုတနိုင်ငံလုံးအတိုင်းတာစဉ်းစားမျိုးရှိတချို့ဟာကြီးကျတော့ဟိုဘယ်လိုခေါ်မလဲအာလူတန်းသားတစ်ခုဟိုဟိုကြီးရတာမျိုးရှိလူတန်းသားတစ်ခုဆိုတာဥမာမြင်အောင်ပြောရင်ဗျာတချင်းလုံးနေတဲ့လူတွေကြီးပဲတချင်းကိုနားလဲလူတွေကိုကြိုက်တဲ့တာဂက်ကတစ်ခုရှိသလိုတချင်းကိုနားလဲသည်ဖြစ်စေနားမလဲသည်ဖြစ်စေကြိုက်တဲ့ music ဟိုဟာရှိတယ်ဗျာဆိုတော့အဲ့ပုံမှာတော့မူတည်ရယ်ဆိုတော့အဲ့အဲ့ပုံမှာမူတည်စဉ်းစားရယ်အရင်ဆုံးကျွန်တော်စဉ်းစားတာတော့ ဟိုဘလို့ပုံစံပေါ့နော် music style ကျွန်တော်တို့ကြတော့အခုကြတော့ဟိုလိုအရင်တော့ဆက်ဆံရေးလုပ်တာ hip hop တွေလုပ်တယ် rap တွေလုပ်တယ်ပြီးအလွန်စလုံး R&B အခုကြ pop တွေလည်းလုပ်တယ်အဲ့နောက်တစ်ခါလေးကြာရင်ဒီ simple တော့အများကြီးပဲ music တွေလောက်လာကြတာဆိုတော့ဂျန်နာကတော့ရင်ရွေးရပါဘောလေဂျန်နာရွေးပြီးတော့ coffee တိဆောက်တယ်ပြီးရင်အဲကျွန်တော်တို့လိုချင်တဲ့ color တွေကျွန်တော်ကျွန်တော်ပြောချင်တာအဓိကဘာသင်းမလုပ်လို့ကျွန်တော်တို့ကအရင်ဆုံးတော့ reference တော့စဉ်းစားရလိမ့်မယ်ကျွန်တော်တို့ဘယ်လို music style သွားမှာလဲဘယ်သင်းပုံစံမျိုးကိုကျွန်တော်ဥတီမှာလဲ ကျွန်တော်ကတော့ reference လုပ်တယ်ဆိုတာကျွန်တော်ဒီ copy လုပ်တာမဟုတ်လေဆိုတော့ဒီ music frame တခုတော့ကျွန်တော်ရှိထားမှာကျွန်တော်တို့ကလုပ်နေအောင်ဆိုတော့ကျွန်တော်တို့ဟိုဟိုခေါင်းနဲ့ကြည့်တာလုပ်မယ်ဆိုရင်လုပ်လို့ရတယ်ဒါမှမပြောင်းစုံကြီးဖြစ်နေမှာအဲဘယ်လိုခေါ်မလဲအရင်ကြီးကိုဘယ်လိုခေါ်မလဲဘောင်ဘောင်တခုမရှိဘဲနဲ့ဘောင်ပြင်းနေရောက်တယ်ဆိုတော့ကျွန်တော်ဘောင်လေးတခုရှိသွားအောင်ကျွန်တော်တတ်တတ်ခက်ခက်လေးဖြစ်သွားအောင်ဆိုတော့တတ်တတ်ရဲ့လေးထွက်လာအောင်ဆိုရင်ကျွန်တော်က frame တခုပေါ့ဥမာကျွန်တော် inspire ဖြစ်တဲ့သချင်းတစ်ပုဒ်ဒါမှမဟုတ်ကျွန်တော် inspire ဖြစ်တဲ့ instrument တစ်ခုဒါမှကျွန်တော် inspire ဖြစ်နေတဲ့ အဲဘယ်လိုခေါ်မလဲ sampling လုပ်မဲ့ဟာအနောက်တစ်ခုပေါ့အဲ့အဲ့လိုမျိုးကနေပြီးတော့စပြီးတော့စဉ်းစားသင့်တယ်လို့ထင်တယ်ဥမာထားပါတော့ကျွန်တော်အရင်တော့အချင်းတပုတ်ပုတ်ကိုပြန်ပြီးဆွဲယူပြီးတော့လုပ်မယ်ဆိုလဲအဲ့တခြင်းပေါ့ဥမာကျွန်တော်အခုနောက်ဆုံးအအခွေထဲမှာလည်းပါကျွန်တော်လုပ်ခဲ့ဆိုဒီကိုရဲလေးရဲ့ဟိုအချင်းနေတိုင်းဘုံမပြောရဲပါတခြင်းကိုကျွန်တော် sampling ပြန်ယူပြီးဒီဘက်ခစ်ကလေးကိုအဲဒီဘက်ခစ် music ပုံမှာတက်ဆိုခိုင်းတယ်အဲ့လိုဆိုရင်ကျွန်တော်ကဒီ instrumental core တစ်ခုပုံမှာကျွန်တော်ကအဲ့ ဲ့ melody ဝင်သွားပြီဆိုကျွန်တော်ခံစားမိတော့အဲ့ sampling ပြန်တုံးတာပေါ့အဲ့လိုမျိုးစစင်းစားလိုက်တာပေါ့ဟုတ်အဲ့လိုသွားအဲ့လိုပုံစံမျိုးသွားအဲ့ဟိုလေအခု JC စီးဆိုအခုလုံးလာတဲ့တက်တန်းပေါ့နော်တက်တန်းဆိုဘယ်နှစ်နှစ်လောက်ရှိပြီလဲအခုဒီ music producer တက်တန်းရဆိုရင်အဲ music producer တက်တန်းဆိုရင်10နှစ်လောက်တော့ရှိပြီ10နှစ်လောက်ရှိပြီနော်ဟုတ်ဘာလို့10နှစ်ပြီးခဲ့တဲ့လောက်တာဆိုတော့ဒါတော့မှကျွန်တော်နည်းနည်းတက်အောင်ငါအချိန်နေဖြတ်မတော်ဘူးပေါ့နော်နည်းနည်း ်နည်းနည်းကျွန်တော်လောက်တဲ့ music တွေဘာဝင်တန်းဝင်နည်းနည်းဖြစ်လာရဲဆိုတဲ့အချိန်တွေဆိုတော့ဆယ်နှစ်လောက်တော့ရှိပြီဟုတ်ရှိပြီနော်အော်ကိုလုံနေတဲ့အချိန်မှာပေါ့ကိုက turning point လူတိုင်းမှာ turning point တခုဆိုရှိရတော့အဲ့တော့ turning point လို့ပြောရင်ဘယ်ဟာဖြစ်မယ်လို့ထင်လဲ turning point ကကျွန်တော်အကျွန်တော်များလည်းသိမယ်လို့ထင်တယ်ကျွန်တော်ဟိုဟာကို expound နဲ့ကိုကြီးမီ9ပေါက်9ပေါက်အဲ့ရစလို့ပြောတော့9ပေါက်တခြင်းကမမေရကို expound ရဲ့ပထမဆုံးအဲဒီ official album ရဲ့အထိုက်တဲ့တခြင်းဆိုတော့အဲ့တခြင်းစတည်ရဲ့အချိန်မှာ ်ကျွန်တော်လူတွေတိတာမတိတာဆိုတာထက်ကျွန်တော်အဲ့ဒီအဲဒီ artist တွေအဆပြီးတတိချမိသွားတာကျွန်တော်အဲ့တချင်းထွက်ပြီးတော့မကြမ်းမှာကျွန်တော်ကိုရဲလေးတွေပေါ့ဆက်တွယ်လာအဲ့ဒါကျွန်တော်မှတ်မှတ်ရပါတော့ဆိုတော့ပြောချင်တာအဲ့ဒါတော့ကျွန်တော်တို့ turning point လေးကျွန်တော်ထင်တယ်ဟုတ်အဲ့တော့ turning point ကအဲ့ခုနကိုပါပေါ့နော်ဆိုတော့အဲ့ဒီ music career အခုတောင်လျှောက်အဲ့ဒီကနေစလာပြီးတော့တောင်လျှောက်လောက်လာတဲ့အချိန်မှာရောကို့အတွက်ပေါ့နော်အဲ့လို challenge ဖြစ်တဲ့ အချိန်ကာလို့ပြောရင်ဘယ်အချိန်ကာဖြစ်မလဲပေါ့ challenge ဖြစ်တဲ့အချိန်ကာရှိခဲ့လားပေါ့နော်ဟုတ်ဘယ်လိုခေါ်မလဲကျွန်တော် music ဒီနေရတာကကိုဝါဒနာပါဆိုမဲ့လေအဲ့လိုအချိန်တိုင်းတော့ challenge ရှိတယ်ဘာလို့ဆိုကျွန်တော်အခုကျွန်တော် online မှာအတော်များမြင်နေရတဲ့ music တွေကဒါကျွန်တော်ကြိုက်လို့လုပ်တဲ့ကျွန်တော်ကျွန်တော်ကိုယ်တိုင်လွယ်ဒါပေမဲ့တချို့ကျွန်တော်လူမမြင်မဲနဲ့လူမသိမသူမသိကျွန်တော်လာပြီးတော့ client ရဲ့အပ်တဲ့အလုပ်တွေအများကြီးရှိရဥမာကျွန်တော်ကိုနာမည်ပဲသိပြီးကျွန်တော်ဘာတီးရလည်းမသိပဲကျွန်တော်အဲ့လို ဘန်လို့ music တွေလာအဲ့ဒါမျိုးရှိရဘန်နေနဲ့တီးမှဖြစ်မဲ့ music တွေလာအဲ့ဒါမျိုးရှိဒါပေမဲ့ကျွန်တော်အားရလည်းမငြိမ်ကျွန်တော်ရအောင်လုပ်တယ်ဆိုတော့ပြောညာအားရရကျွန်တော်က challenge ပဲသိရမှာကျွန်တော်လုံးနေကြ music တွေမဟုတ်တဲ့ဥပမာကျွန်တော်တို့ဒီသချင်းစတီးရဲဆိုတော့ကျွန်တော်တို့ကအဲ computer နဲ့တီးရဲ flute လူးနဲ့တီးရဲတို့ကြောင့်ကျွန်တော် loop ပြင်မဲ့သွားမဲ့လူတွေဥပမာထားပါ chord ဆို၄ chord progression ၄ chord နဲ့ round သွားမဲ့ဟာကိုအဲအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ chord အချိုးတွေအများကြီးနဲ့လာရတဲ့ဟာမျိုးကျွန်တော်တို့က challenge အရင်ဖြစ်တယ်ဒါပေမဲ့ အစာပိုင်းမှာတော့အဲ့လိုဖြစ်ပေမဲ့နောက်ပိုင်းကျတော့ယူစုဖြစ်သွားပါဘောအဲ့လိုမျိုးပေါ့ဒါပေမဲ့ကျွန်တော်နောက်ပိုင်းသိလိုက်ရကျွန်တော်တို့ဒီ Fluty Loop ဒီ computer software တစ်ခုတည်းနဲ့ကျွန်တော်လုပ်လို့မရဘူး player ရေးလိုပဲကျွန်တော်ဆိုခေတ္တသမားမြင်တုံးတယ်နောက်ပိုင်းစင်းတော်များကျွန်တော်မှ player တယောက်ရှိမယ်အဲ့ player ကကျွန်တော် TV ရဲ့ line နေနဲ့ကျွန်တော်လူရိုင်းပုံဖြစ်တည်ရပေါ့အဲ့လိုသွားတော့ collaborate နေပါဟုတ်ဟုတ်အဲ့လိုမျိုးနော် okay ဟိုအဲ့လိုမျိုးပေါ့ကိုခုသွားနေရင်လမ်းကြောင်းပေါ်မှာပေါ့နော်ခုလိုလို့ပြောရမလဲလုံးဝကွာဒီဟာကြီးကိုမလုတ်ချင်တော့လာအောင် give up လုတ် လောက်တော့မယ်ဆိုတော့အစ်စ်တီဖြစ်ခဲ့ဘူးလားဖြစ်ဘူးတာရောရှိလားတကယ်လို့အဲ့လိုဖြစ်ခဲ့ဘူးလေဆိုရင်တော့ဘူကိုကအာဒါကိုကြော်လွှားခဲ့လေပေါ့နော်ဟုတ်ဟုတ်ကျွန်တော်ကအာ music လောက်တဲ့တန်တန်းတစ်လျှောက်တော့အဲ့လိုမဖြစ်ဘူးမဖြစ်ဘူးဆိုတော့ကျွန်တော်မှအဲ့လိုဖြစ်စီရင်တိတ်မရှိဘူးဘာလို့ဆိုတော့တခြင်းနေလုံနေရပြင်ကျွန်တော်က music video တွေလည်းရိုက်တယ်အဲ့လို driving လောက်တော့ကျွန်တော်ကလေအဲ့နှစ်ခုလေနေတာတဲ့မှာဆိုတော့ပြောနေတာကျွန်တော်မှ income ကဒါပဲရှိရအောင်ဒါ cable လောက်လို့ကျွန်တော်နောက်ကလည်းလောက်လို့မရအောင်လောက်လို့မလုပ်တတ်ဘူးဆိုတော့ အဲ့လိုမျိုးအချိန်တော့မရှိခဲ့ပါဟုတ်ဟုတ်ဒါဆိုလို့ရှိရင်တော့နောက်တစ်ခုအဲရောင်းမြန်ပြန်မေးရမှာပါเนาะအဲ့ဆိုအဲ့ဒါဆိုလို့ရှိရင်ဒီကိုယ့်ရဲ့ workload တွေပေါ့ workload တွေကိုဆိုအခုဆိုဒါဒါ JCC ဆိုတာအမြင်အလုပ်တွေအဲလုပ်နေရပါဘောเนาะဆိုတော့ workload တွေဘယ်လို manage လုပ်လဲဟုတ်ဟုတ်အဲပေါ့ဥမာ burn out မဖြစ်သွားအောင်ပေါ့တည်ရမှာလားအဲ့ဒါတွေကိုဘယ်လိုကို manage လုပ်လဲပေါ့ကျွန်တော်ကအလုပ်လုပ်တာကဘယ်လိုလဲဆိုတော့ ကျွန်တော်အလုပ်လုပ်တဲ့ချိန်တည်းကျွန်တော်နားရင်ပူများတယ်ကျွန်တော်ဥမာခီးသွားများတယ်နောက်ပြီးရင်တရက်လောက်လုပ်ပြီးရင်တစ်ပတ်လောက်ကတိတ်မလုပ်တာများပါဆိုတော့ဒါမှတရက်လောက်လုပ်ရင်အဲ့ဒီရက်တွေမှာကျွန်တော်တချင်းဆိုလေးတစ်ပုတ်လောက်ဒီနေဒီလိုက်တာအဲ့လိုသဘောမျိုးဆိုတော့ဟို management လုပ်ရတာတစ်ခွအမြဲအဲ့လောက်ကြီးတော့မခက်ပေမဲ့တစ်ခါလေကြအញ្ញံပုံလာတဲ့ချိန်တော့တိုင်ပတ်တာပေါ့လေဆိုတော့အဲ့လိုမျိုးကြီးကြရင်တော့ကျွန်တော်ကဘယ်လိုလုပ်ရလဲဆိုတော့အဲ့လိုကိုစိတ်အញ្ញံပါနေတဲ့အချိန်မှာကိုစိတ်အញ្ញံကြည့်နေတဲ့အချိန်မှာလုတ်ပြသွားအောင်မကြိုးစားရဘူး ဲ့ဒါမှအဲ့ချိန်မှာကျွန်တော်တချင်းများများဟိုကျွန်တော်ပြောကျွန်တော်တခိုင်နဲ့အများကြီးဒီကိုကျွန်တော်ဝင်မလေးဘူးသူများကြီးဆိုချင်းတစ်ပုတ်ကိုတစ်ပတ်ဒီရတစ်လတ်ဒီကျွန်တော်တို့အဲ့လိုမျိုးချင်းတစ်ပုတ်ကိုကျွန်တော်နိုင်ရွက်လည်းပြီးရတနိုင်ဆိုလည်းပြီးရအပီပေါ့ဘာတွေ့ရဥမာအဲ့တချို့ကြဒီတချင်းဒီရအချိန်မှာဒီတချင်းဒီရ line ကိုအရင်ဘယ်လိုခေါ်မလဲလောပါကြီးရအဲ့ဒါမလုံးစင်ကျွန်တော်တို့ကျွန်တော်ကဒီလုံးမဲ့ကျွန်တော်ပြိဿတ်ကိုပြရမှာကျွန်တော်အဆိုပါအောင်မှာအဲ့ဒါကိုပဲထည့်ထွက်ပေးရအောင်မှာဆိုတော့ပေါ့ဘာလီပဲ လောက်တာပို့ပြီးအဆင်ပြေရပေါ့နော်ဆိုတော့ပြောချင်တာကျွန်တော်အလုံးလုံးအရင်ညံတယ်အဲ့တော့ကြောင့်မလို့မလုပ်ပြင်တော့မလုပ်ပြလုပ်ပြတယ်ဆိုတော့ပြီးရဲအဲ့တော့ကြောင့်မလို့ဟိုဘယ်လိုခေါ်မလဲအဲဒီအပ်ထားတဲ့ဟာတွေကိုတခြားနှုတ်တွေမမှတ်ပြီးဖယ်နေရအပ်တယ်ဖိုင်ချိန်ပေးရမလဲဆိုတဲ့ဟာတွေကိုတော့အတက်နိုင်ဆုံးကြည့်ရမှာမန်နေဂျာတော့ဒါပေမဲ့တော်တော်များကျွန်တော်စောင့်ပေးပါတယ်ဘာလို့ဆိုတော့သူတို့လည်းနားလေခီးရသွားနေရတယ်ပွဲကြီးလုပ်နေရတယ်ပြီးရင် အဲ့လိုပေါ့အကြောင်းမျိုးကြောင့်မခွေထွက်တာနဲ့ဆိုသူတို့စောင့်ဝေးပါလေကျွန်တော်ဂျီစီစီနဲ့လှုပ်ချင်တော့နည်းနည်းတော့စိတ်ရှည်ရမယ်ပေါ့ဒါပေမဲ့တစ်ခါလေးမြင်လည်းမြင်သွားတယ်ဗျာဒီနေ့မနေ့ကပြီးနေပြီးသွားတယ်ကျင်မှာမန်းလို့တော့မမြင်ဘူးလို့ပြောတယ်ဟုတ်အော်ဟိုဥမာဒါဆိုရင်ဂျီစီစီဆိုအများကြီး collaboration တွေအများကြီးလုပ်တယ်လေဒါက music producer ဖြစ်တဲ့အတွက်ကြောင့်ကိုယ်တယောက်တည်းသွားလို့လည်းမရဘူး collab တွေအများကြီးလုပ်ရတာဆိုတော့အော် ကိုနဲ့အတူတူအလုပ်လုပ်တဲ့ artist တွေနဲ့ရော GCC ဘယ်လိုပုံစံမျိုးနဲ့အလုပ်လုပ်လဲပေါ့အဲအဲ့လိုမျိုးပေါ့နော်ဥမာတစ်ခါလေးကြားလို့ရှိရင်ရှိမယ်လေ artist ကသူ့လိုချင်တဲ့ပုံစံရှိမယ်ကိုကလည်း music producer တယောက်အနေနဲ့ကိုကဘယ်လိုပုံစံမျိုးဆိုရင်တော့အာဘယ်လိုဖြစ်မလဲဆိုရင်ဟာကိုကိုစိတ်ထဲမှာစဉ်းစားထားရလဲရှိမှာပေါ့နော်ဟုတ်အဲ့ဒါကြောင့်နှစ်ပိုင်းပွင့်ရတာပေါ့တစ်ပိုင်းအကြောင်ကျွန်တော်တို့အချီးနဲ့လောက်တာပေါ့အချီးဆိုတော့ကျွန်တော်ထက်အသက်ကြီးရယ်ကျွန်တော်ထက်လည်းစောပြီးအောင်မြင်ထားတဲ့အဲကျွန်တော်ထက်အများကြီးကျွန်တော်ကိုယ်တိုင်ကြိုက်ရ artist တွေကြီးသူတို့ကြတော့ တော်များတော့သူတို့ရဲ့ခစ်ကလေးကသူတို့ကလီဒါလုတ်ပြီးတော့သင်းနေလုတ်တာဟုတ်အဲအဲတချို့ artist တွေဆိုရင်ရောက်လာရင်ထိုင်ပြီးညီလေးပဲပဲကော့လေးသွားမယ်ပြီးဘလို drum လေးစီမယ်ဘလို့လုတ်မယ်ဆိုရင်ဟာသူတို့ကစပါပြီးသားဒါပေမဲ့အငယ်ဒီမှာじゃအဲ့လိုမရှိဘူးကိုရှိလုတ်ပြီးပါကိုရှိစင်ပြေမဲ့ဟာလေးကိုကြည်စည်းစင်ပြေမဲ့ဟာလေးကိုကိုကြီးစီကောင်းတဲ့အဲပေါ်တာလေးမိုက်မထင်တာလေးလောက်ပြီးအဲ့လိုမျိုးကွာတာပေါ့ဒီဆိုတော့ အဲ့လိုအချိန်ကြီးကျတော့ကျွန်တော်ပြောသလိုပေါ့အဲအကြီးကြီးမှာကျအကြီးကြီးနဲ့အဆင်ပြေအောင်လိုက်ရောညီတွေပြတော့သူတို့လုံချင်တာလေးလုံပြီးရယ်ပင်ကိုလုံချင်တာလေးလုံပြရယ်သူတို့မကြိုက်ဆိုကျွန်တော်လုံမပြီးဘယ်နဲ့သူတို့ကြိုက်တဲ့ဟာလေးကိုဦးစားပြီးလုံပြရပါတော့အဲ့လိုမျိုးသွားရယ်ကျွန်တော်အငယ်နဲ့ကြာတော့ကျွန်တော်ဥဆောင်ပြီးတော့ကျွန်တော်ပြောရတဲ့ဟာကိုပဲသူတို့ကလိုက်လာပြီးရယ်ပေါ့အဲ့အဲ့လိုမျိုးပါဘာလို့ဆိုတော့အဲကျွန်တော်ကျွန်တော်ကိုတကယ်လေးစားပြီးတော့တကယ်ကိုအားကိုးရဲ့လူတွေနဲ့လုပ်တဲ့ပုံစံနဲ့ကျွန်တော်ကျွန်တော်ကပြန်ပြီး အဲ့လိုမိခွားလူတွေရှိကောင်းရှိသေးတယ်။ဘာလို့ကျွန်တော်တို့ကလည်းအုံနောက်မြင့်တဲ့လူ artist တွေအများကြီးရှိတာပေါ့။ဆိုတော့အဲ့လိုအဲ့လိုမျိုးသွားတာပေါ့ဟုတ်။အဓိက flexible ဖြစ်ဖြစ်သွားတာပေါ့။ flexible ဖြစ်အောင်။ဟုတ်။โอเคอ่าဟိုဒီအခု music industry ထဲမှာအာဒီလိုမျိုးပေါ့เนาะဟိုမှာ JCC ဆိုပြီးတော့ JCC on the track ပေါ့เนาะအဲအဲ့လိုမျိုးရက်တီနိုင်ဖို့အတွက်ကိုပေါ့ stand out ဖြစ်ဖို့အတွက်ကိုပေါ့အဓိကဟို support ပေးတဲ့အချက်ဆိုဘာလို့ထင်လဲအဓိကဒီလို stand out ဖြစ်လာတဲ့ဟာရဲ့ဟိုမှာအချက်တစ်ချက်ဆိုဘာဖြစ်မလဲ အဓိကဂျေစီကြီးဆုံးသီလာ ကျွန်တော်ကတော့အလုံးအများကြီးလို့ထင်တယ်အဲ့လိုတချင်းနေအများကြီးထွက်တယ်ဗျာသိရအဲ့လိုပြီးရင် collaboration နဲ့အများကြီးပဲပြီးရင်ဘယ်နှကြီးကျွန်တော်ဒီ tag ကပါနေဥမာထားပါတော့ pop ဆိုတဲ့သူဘက်ကတချင်းနေမှာဆိုကျွန်တော်ပါနေဆို rap ဆိုတဲ့ဘက်မှာလည်းပါနေမြေလူငယ်ချားမှာပါလူကြီးချားမှာပါအဲ့လိုဖြစ်တာနေပြီးတော့လူတွေသတိထားမိသွားလို့ထင်တယ်ပြီးတချို့ဆိုကျွန်တော်ပြောကြဒီ tag လေးပါရင်တချင်းကကောင်းပြီဆိုတော့ခံစားချက်ရှိတယ်ဆိုတဲ့ဟာမျိုးကြီးတိဖြစ်လာဆိုတော့ ဝမ်းသာပါဘာလို့ဆိုကျွန်တော်ဒီနိုင်ငံမှာအဲ့လိုဖြစ်ဖို့ကတိတ်မရှိဘူးလားကျွန်တော်ရှိမှာဆိုကျွန်တော်ရှိမှာအားလုံးအဲ့လိုဒီတက်အဲ့လိုဟိုကျွန်တော်အတန်လေးရင်းနဲ့သွားကြရဲ့ပရိုဂျက်အများကြီးပဲပေါ့ဒါမှအဲ့လောက်ကြီးထိမအောင်မြင်ကြဘူးပေါ့နော်ကျွန်တော် KGG တို့ပါဘူးဆိုတာလဲကျွန်တော်ကိုကြီးကျော်တို့ဆိုတာလဲကိုချင်းမီတို့ပါအော်ပေးခဲ့လို့ကျွန်တော်သိခဲ့ကြတာလीသူတို့ကိုယ်တိုင်ကလည်း show off တိတ်မလုပ်ဘူးဆိုတော့လीဟာဟာ branding ပေါ့ branding တိတ်မလုပ်ကြဘူးတိတ်မကျွန်တော်ခေကြမှာ အဲကျွန်တော်တဲ့ဆောရဲ့လူအများကြီးရဲ့ကျွန်တော်တဲ့သူတို့ကြည့်ပြီးတော့အဲ့လို tag တွေထည့်ရအောင်မှသိရဒါမဲ့လည်းကျွန်တော်အချင်ကြမှာလူတွေပို့ highlight ဖြစ်သွားတာပေါ့ဟုတ်ဟုတ်တယ်။ဒါက brand တိဆောက်တာလေးအရေးကြီးတယ်เนาะအခုချိန်ကဟို image တစ်ခုရှိသွားပြီဒီဟာကိုယုံကြည်စိတ်ချသွားပြီပေါ့เนาะလူတွေကဟို JCC on the track ဆိုရင်ဒါတည်တဲ့ချင်းကတော့ကောင်းပါပဲပေါ့လို့ဖြစ်သွားတယ်။ Okay ။အဓိကကျွန်တော်ကဟိုလိုပေါ့ဟိုသူများအဲ client အတားကြီးပဲမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းချင်းနေလောက်တာလည်းပါမယ်။ ကျွန်တော်ရဲ့ page တက်တက်နဲ့ကျွန်တော် YouTube channel ကျွန်တော်ရဲ့ TikTok account ကျွန်တော်ရဲ့ဒီဟို SoundCloud ဆို SoundCloud ပေါ့နော်အဲ့လိုမျိုးတွေကနေပြီးတော့ကျွန်တော်ကိုပိုင်စင်းနဲ့ run တာပေါ့လို့အဲ့ကိုပိုင်စင်းနေရာလဲကျွန်တော်ရဲ့လူငယ်အသစ်တွေနဲ့ကျွန်တော် run တာအဲ့လူငယ်အသစ်တွေကပါအဲလူဒီ popular ဖြစ်လာတဲ့အချိန်တွေထွက်လာတဲ့အချိန်တွေဖြစ်လာတဲ့အချိန်မှာကျတော့လူတွေကလက်ခံမပေးလို့မရတော့အဲ့လိုဖြစ်သွားတာထင်တယ်ကျွန်တော်လည်းကျွန်တော်ပြောလို့ပေါ့နံပါတ်ကြီးပေးတာကိုရဲလေးကိုကြီးဆိုတော့ကို TV ရမြင်မဟုတ်ဘဲကျွန်တော်ခက်ကဆို အဲကျွန်တော်အစ်စ်တပြေဒဘယ်ဂျီကိုပါကျွန်တော်ထွက်လာတယ်အခုခက်တီဆိုကျွန်တော်ဒီရန်ဟိုကိုရောဝိုင်းမက်စ်တို့ဒီကျွန်တော်လောက်လာခဲ့အဲ့လိုအဲ့လိုမျိုးဆိုကျွန်တော်တီထောင်ပေးလိုက်ခဲ့လူတွေလို့ပြောလို့ရတယ်အဲ့အဲ့လိုမျိုးပေါ့အဲ့အကြောင်းလည်းပါမယ်ဟုတ်အော်ဒီစီစီခုနကပြောရဲ tag လေးအဲ့ brand tag လေးရကြတော့ဘလို့စအဲ့လိုမျိုးစပြီးတော့ကိုစလောက်ခရအဲ့ brand tag နဲ့စလောက်တာလားအဲ့ဒါလေးရောဘလို့ဘလို့စဉ်းစားရခဲ့လဲပေါ့အဲ tag ကကျွန်တော်ပြောခဲ့ဆိုတော့ကျွန်တော်6တန်းအပေါက်ခဲ့ RP2 ပေါ်ပေးခဲ့တဲ့အတန်လေးပေါ့နော် သူသူသူ့အတန်နဲ့ပဲအခုတည်းတောင်းနေရအဲ့ tag ကကျွန်တော်ဆက်လုပ်ခဲ့ရအဲ့တန်ပဲဒါပေမဲ့အဲ့မတိုင်ခင်မှာလုတ်ခဲ့တဲ့သချင်းတွေကတော့အဲ့ tag မပါခဲ့ဘူးအဲ့လောက်ပဲအဲ့နောက်ပိုင်းအဲ့တစ်ခုပဲတောင်းတာဟုတ်အာဘီဒူးအတန်ပေါ့